ပတ်စံမရှိလို့အမြင်အာရုံဆုံးရှုံးသွားတယ်မျက်စိဟိုအမြင်အာရုံကွယ်ပြောက်သွားတယ်ဆိုတဲ့ဟာကိုမဖြစ်စေချင်တာပေါ့လေညွန်ပါတဲ့လူနာတွေကိုအခမဲ့ကုသပေးနိုင်လို့ရှိရင်ကောင်းမယ်ဆိုပြီးတော့အဲ့လိုလေးစိတ်ကူးလိုက်တယ်ပေါ့ဟိုတက်တဲ့ပညာနဲ့လည်းလှုပ်ပေးလို့ရအောင်အဲ့တော့ဒီလိုလှုပ်မယ်ဆိုတဲ့ခါကျတော့ဘယ်နာမည်တက်မလဲဆိုတဲ့ဟာဆိုတော့ကျွန်တော်တို့မိသားစုရဲ့ဟိုလမ်းပြလည်းဖြစ်တယ် ဟိုဖခင်ကြီးရဲ့ကျေးဇူးကိုပြန်ဆက်တဲ့အနေနဲ့ဥက္ကိုလေး Health and Education Foundation ဆိုပြီးတော့စေကူလိုက်တာပေါ့ကျွန်တော်တို့စစချင်းပထမဆုံးအနေနဲ့မျက်စိခွဲစိတ်မှုကိုစားဖို့အတွက်ကျွန်တော်တို့ရည်ရထားတယ်ဟိုယာယီယာယီခွင့်ပြုမိတ်လက်မှတ်ကလည်းရပါပြီဟို30နေရာပဲရအဲ့တော့ကျွန်တော်တို့တရက်နှစ်နိုဝင်ဘာလတရက်နှစ်အဲခွဲကန်းစနေတနင်္ဂနွေတပတ်ကို2ရက်ရှိရဆိုတော့နိုဝင်ဘာလ1ရက်နေ့စနေနေ့မှာကျွန်တော်စပြီးတော့ခွဲပါမယ် တလားကိုကျွန်တော်တို့လူနာ၈ရောက်ထိခါမဲ့ခွဲစိတ်ခါခါမဲ့ကုသပေးလို့ရပါတယ်ပေါ့အဲတော့ဒီကြားထဲမှာဟိုမိတ်ဆွေတွေငွေကြေးတတ်နိုင်တဲ့လူတွေနော်နားလဲတဲ့လူတွေအနေပြီးမှထပ်ပြီးရလှူဒန်းပေးမယ်ဆိုလို့ရှိရင်မျက်စိခွဲတဲ့ဟာကိုကျွန်တော်တလားကိုလူနာ၄၀အထိကျွန်တော်ခွဲပေးနိုင်မှုရွယ်ထားတယ်လောလောဆယ်ရတော့မိသားစုရဲ့ဖန်နဲ့ပဲသွားနေတော့ဖေကူမရှိနေပေါ့ အဲဖေကိုနီးနေပဲခွဲမှာတင်ချေစက်နဲ့ပဲခွဲပြီးမှာပါဒါပေမဲ့တခုတော့ရှိရပေါ့အတွင်းတင်ကတအားကြီးကိုရင့်ပြီးရောဟိုပြောရလို့ရှင်လက်လှုပ်တာတော့ပဲမြင်ရတယ်မီးအောင်တော့ပဲမြင်ရတယ်ဆိုတဲ့ဟာမျိုးကြတော့တင်ချေစက်နဲ့ခွဲတဲ့ခါကျတော့သိအစင်မပြေဘူးအဲ့ဒါဆိုရင်တော့ကျွန်တော်ယူနီကိုပြောင်းပြီးခွဲမှာဟိုပုံမှန်ကတော့အကုန်လုံးကိုတင်ချေစက်နဲ့ပဲခွဲဖို့ဆိုရရကျွန်တော်အဲ့လိုရည်ရထားရှိပါတယ်စက်ကလည်းပြောရရင်စေကမှာငကူတွေကကျွန်တော်တို့ဝယ်ထားပြီးရရှိပြီးသားပါတယ် အဓိကကတော့နေရလာတဲ့လူပေါ့နော်နေရလာတဲ့လူကညာစွာဖြစ်ရလာတဲ့ခီးစိတ်ကုံကြားစိတ်ဒီမှာတဲစိတ်အဲ့အရာတွေရှိရတဲ့အတွက်ကြောင့်မလို့နေရလာတဲ့လူကိုကျွန်တော်တို့ကဦးစားပေးမယ်မန္တလေးမြို့ဘဝဟာတွေလည်းတချို့ဆိုလို့ရှိရင်မြို့သစ်ဘက်ကအထူးအဓိကတော့မြို့သစ်ဘက်တွေပေါ့အဲ့ဒီလိုပို့ပြီးတော့နွမ်ပါရရှိရနောက်တစ်ခုကခုနကကျွန်တော်ပြောသွားတဲ့အထက်မှာခွဲရမယ်ခွဲရမယ်ဆိုလို့ရှိရင်ဘယ်နှလားလောက်နေလို့ရသေးလဲဆိုရင်ဒါကျွန်တော်တို့ကပဲလွန်စားတစ်ခုပေါ့ ူပတ်စံမတက်နိုင်တော့ဘူးဆိုတဲ့အနေထားမျိုးပေါ့အဲဒါဆိုရင်ကျွန်တော်တို့ကခွဲဖို့အတွက်သူ့ကိုပြောမယ်ပြီးလို့ရှိရင်ကျွန်တော်စေကုတ္တတော့ခုနပြောလို့ပေါ့အငယ်ဦးမင်းစွေရဲ့ foundation အလိုပဲကျွန်တော်စေကန်းတပည့်တွေကိုသူတို့အိမ်ထိသွားကြည့်ခိုင်းမှုညွှန်ထားတယ်အဓိကကျွန်တော်တို့ကတကယ်နွန်ပါတဲ့လူနာအခုလက်ရှိပေါ့နော်အများကြီးမလုပ်ပေးနိုင်တဲ့အချိန်တွေမှာတကယ်နွန်ပါတဲ့လူနာကိုကျွန်တော်တို့ကထိထိရောက်ရောက်လုပ်ပေးနိုင်မှုအတွက်ကို တကယ်စင်းရပါတယ်ဆိုတော့တကယ်ပတ်စံမတက်နိုင်ဆိုတဲ့အနေအထားမျိုးကိုကျွန်တော်ကတွားလှိလာမှာပေါ့နောက်ပိုင်းကျလို့အကယ်၍ရမုံဝေအင်အားတောင်းလာတယ်ဒီဟာကိုပူဇာမရှိတော့ဆိုတော့သူအစချမ်းသာသာစင်းရစင်းဒါခွဲရရှိရလူတိုင်းကိုကျွန်တော်တို့ကကုသိုလ်ပြေအကုန်လုပ်ပေးဖို့အဲ့လောက်ထိကိုကျွန်တော်တို့ရရှိရထားတယ်လူနာစစ်စစ်တာကတော့အဲ့ဒီနဲ့စစ်စစ်ရတာပေါ့လေတခါလေမှလည်းလက်ဟာသွားလေးတော့ရှိကျင်လက်ရှိပါပေါ့ဒါကတော့အတန်းနိုင်ဆုံးတော့ ဆင်းရဲတဲ့လူနာကိုငွေကြေးမတတ်နိုင်တဲ့လူနာကိုအကောင်းဆုံးဆွဲထုတ်နိုင်အောင်လို့ကျွန်တော်တို့ကကြိုးစားနေပါတယ်။အလူရှင်နေတဲ့သရတရားနည်းများမဆိုထူထမ်းလို့လည်းရပါတယ်။ဒါအရဘာလို့လဲဆိုတော့တချို့ကြတော့တယောက်လုံးစာကိုတတ်နိုင်ချင်မှတတ်နိုင်မယ်လို့အဲ့တော့သူတို့ဘလောက်ဖက်တတ်နိုင်တယ်ကျွန်တော်တို့ကဒီရံမုံငွေကိုစုလိုက်မှာပေါ့နော်။စုပြီးလို့ရှိရင်ပါလုပ်မယ်။ငါလူနာတူးချင်းနေနဲ့ခွဲမယ်ဆိုလို့ရှိရင်ဒီတင်းချင်းစက်နဲ့ခွဲတဲ့ခါကျတော့အေးဆက်ရဲ့ပစ္စည်းတွေက အမှန်တမ်းပြောရင်ဈေးကြည့်တယ်သုံးရတဲ့ပစ္စည်းတွေလေကျွန်တော်သုံးရတဲ့ဓာတ်တွေတို့နောက်ပြီးတော့စက္ကရိယပိုင်းဆန်ဒီဈေးကြည့်တဲ့အခါကျတော့လူနာတယောက်ကိုခွဲစိတ်ကနေနဲ့ဆိုရင်၈သိန်းလောက်ရှိတယ်အဲကျွန်တော်တို့ပစ္စည်းကောင်းကောင်းသုံးပြီးတော့ခွဲရဆိုလို့ရှိရင်၈သိန်းလောက်ရှိပေါ့သူတဲ့ဝေးချခြင်းလို့ရှိရင်လည်းရတယ်ဒါပေမဲ့ဝေးချလို့ရှိရင် quality ပိုင်းကကောင်းမှာပေါ့တော့အဲ့တော့ကောင်းကောင်းလေးခွဲခြင်းနဲ့ဆိုရင်၈သိန်းလောက်တော့ကျွန်တော်ကကုန်ကြမ်းလို့ရှိရပေါ့